ယ်စိတ်လှုပ်ရှားတာပေါ့သမီးမကတာကြာပြီဆိုတော့เนาะမကတာကြာပြီဆိုတော့ကိုကတ်လိုက်တဲ့အလုပ်ပဲဘယ်အလုပ်ပဲဖြစ်ဖြစ်ပါကြည့်ရတော့လေဟိုကိုလှုပ်လိုက်တဲ့အလုပ်ကိုအများထင်ကျင်နေဘာပဲဖြစ်ဖြစ်ဒီဒီတစ်ခုလှုပ်လိုက်တယ်မကောင်းပါဘူးတော့စိုးရိမ်တာပေါ့เนาะစိုးရိမ်တော့ဘယ်အလုပ်ပဲဖြစ်ဖြစ်ကိုရတဲ့အလုပ်ပေါ်တော့အကောင်းဆုံးကြိုးစားပါတယ်မာလာ กระชีอสาดีเมียนยันตะคูก็มาจาได้ประจาอะหลูสินมอยกตัวเองเนาะสินมุขึ้นตัวได้แต่จังนี่ยังก็โกสิจีอ่ะอ๋อดูทุกข์อยู่จောက်อยู่เชิงนี่น่ะမျိုးတော့မရှိတော့အပြင်မှာတော့ဘလောက်จောက်จောက်ဝါးဒီဒီတအားဖတ်เนี่ยဘာဘလို့လောက်အောင်မလဲဘလို့ကောက်အောင်မလဲအတွေးတွေဖြစ် ဒါပေမဲ့အဲ့ state scene နဲ့ mean နဲ့တွေ့သွားတဲ့အချိန်ကျရင်တော့အလိုလျောက်အလိုဝင်းကြီးရုံးဖြစ်သွားတယ်အဲ့ဆန်မကြောက်တော့ဘူးပေါ့နော်သမီးကအရင်ဝမ်းတာတာပေါ့နော်အရင်ကလေးကလည်းအားလုံးကလည်းညှော်နေကြတယ်ပေါ့နော်ညှော်နေတယ်ကိုယ့်ရဲ့ဒီဒါကိကတဲ့အငိမ့်မထွက်လာသေးဘူးနော်အငိမ့်မထွက်သေးပေမဲ့ဒီအငိမ့်ပုံလေးနဲ့ပဲတင်လိုက်တာကိုအားလုံးကချစ်ကြတယ်ပေါ့နော်ချစ်ပြီးတော့အော်အရင်ပဲဒီဝတ်ဆုံလေးနဲ့ကိုမင်းသမီးဝတ်ဆုံလေးနဲ့ကိုပြန်ပြင်ချင်နေတာပေါ့နော်မင်းသမီးဝတ်ဆုံလေးနဲ့ပြန်ပြင်ချင်တာကိုမြင်ရတဲ့အတွက်ကိုအရင်ဟို ပို့ပြီးတော့ပျော်သွားကြတာပါเนาะအဲ့တော့အပျော်တွေအလုံးကပုံဆက်ရပါတယ် exclusively from Golden Valley. အကားကြီးလည်းပြန်ကနေလဲဆိုတော့ကီဟူတနည်းကီဟူတနည်းအကြောင်းကပေါ့နော်။အကြောင်းကမြန်မာနိုင်ငံအကြောင်းသားဟောင်းများအသင်းအကြောင်းကနေပြီးတိထောင်ထားလာဆိုတော့အဲ့ဒါကိုအကြောင်းအတွက်ပွဲလေးကဖြစ်တာပါရှင်။ဟုတ်ကဲ့။အဲ့ကြတော့ဟောတာကိုကကန်လန်းတော့ဒီလိုမျိုးလေးဒါကွာတော့ဒါချိုင်းပြတာလေးရှိတယ်။ဟုတ်ကဲ့။အဲကိုကန်လန်းတော့ဆိုတော့ဘယ်အလုပ်ပဲဖြစ်ဖြစ်ပေါ့နော်။ကို့ library ကန်လန်းတဲ့အလုပ်ကိုတော့အကောင်းဆုံးပြအောင်လုပ်မယ်ဆိုတော့အကလည်းမကတာကြာပေမဲ့လည်းအကောင်းဆုံးတော့တေချာလေးတော့ပြန် train ပြီးတော့ အဆူရောအကောက်ရောတော်တော်လေးကြိုးစားပြီးတော့ကတ်ခဲ့ပါလိမ့်ရှင်။ကြရပါတော့တမိမကရာကြပြီဆိုတော့เนาะမကရာကြပြီဆိုတော့လည်း ကိုကတ်လိုက်တဲ့အလုပ်ပဲဘယ်အလုပ်ပဲဖြစ်ဖြစ်ပါကြည့်ရော်လေဟိုကိုလုံးလိုက်တဲ့အလုပ်ကိုအရာထင်ကျင်နေဘာပဲဖြစ်ဖြစ်ဒီဒီတစ်ခုလုတ်လိုက်တယ်မကောင်းပါတော့စိုးရိမ်တာပေါ့နော်စိုးရိမ်တော့ဘယ်အလုပ်ပဲဖြစ်ဖြစ်ကိုရတဲ့အလုပ်ပေါ်တော့အကောင်းဆုံးစူးစမ်းပါတယ်မကလာကြတဲ့အတွက်ကြောင့်အဲ့လိုစင်ပေါ်ရောက်သွားရင်တော့စင်မှုဖြစ်သွားတဲ့အတွက်ကြောင့်လေအရင်ကတော့ကိုစိတ်ကြီးကအော်ဒီခုတစ်ခါကြီးကြောက်ပြီးရှိန်နေတာမျိုးတော့မရှိတော့အပြင်မှာတော့ဘလောက်ကြောက်ကြောက်ဝါးနေနေတအားဖတ်နေဘာလို့လုံးအောင်မလဲဘလို့ကောက်အောင်မလဲအတွေးတွေဖြစ်နေ ဒါပေမဲ့အဲ့ state scene နဲ့ mean နဲ့တွေ့သွားတဲ့အချိန်ကျရင်တော့အလိုလျောက်အလိုဝင်းကြီးလိုဖြစ်သွားတယ်အဲ့ဆန်မကြောက်တော့ဘူးပေါ့နော်သူမြတ်အရင်ဝမ်းသာတာပေါ့နော်အရင်ကလေးကလည်းအားလုံးကလည်းမျောနေကြတယ်ပေါ့နော်မျောနေတဲ့ကိုယ့်ရဲ့ဒီဒါကိကတဲ့အငိမ့်မထွက်လာသေးဘူးနော်အငိမ့်မထွက်သေးပေမဲ့ဒီအငိမ့်ပုံလေးနဲ့ပဲတင်လိုက်တာကိုအားလုံးကချစ်ကြတယ်ပေါ့နော်ချစ်ပြီးတော့အော်အရင်ပဲဒီဝစ်ဆုံလေးနဲ့ကိုမီနီမီဝစ်ဆုံလေးနဲ့ကိုပြန်မြင်ချင်နေတာပေါ့နော်မီနီမီဝစ်ဆုံလေးနဲ့ပြန်မြင်ချင်တာကိုမြင်ရတဲ့အတွက်ကိုအရင်ဟို ပို့ပြီးတော့ပျော်သွားကြတာပါเนาะအဲ့တော့အပျော်တွေအားလုံးကကူးဆက်ရပါတယ် နောက်ထပ်လည်းမြင်ရမှာပါရှင်ခီတို့ဒီမော်ရုပ်ရှင်ထုတ်လို့ရပါပဲနောက်ထပ်ဟောအနည်းရိုက်ဖို့လည်းစီစဉ်လာတာရှိပါသေးရဲ့ရှင်ဟုတ်ကဲ့ကဲပွဲကင်းထဲမှာရောပြည်သက်နေပြန်တွေ့ဖို့ပါရောဟုတ်ကဲ့ပွဲကင်းထဲမှာပြည်သက်နေပြန်တွေ့ဖို့ကလည်းကီကားဖို့တွေရှိပါတယ်ဟောဟောလာပြီးတော့ပြောတဲ့ပွဲတွေလည်းရှိပါတယ်ရှင်ဟုတ်ကဲ့ပြန်တွေ့ရမှာပါပြည်သက်ဟုတ်ကဲ့ဟုတ်ပြန်တွေ့ရမှာပါရှင်ဟုတ်ဟောရုပ်ရှင်ကြတော့ပြည်သက်နေထိတွေ့ရတာနည်းနည်းအလန့်ဝေးတယ်ပေါ့နော်ဒီသဖြင့်အမှုပညာကတော့ပြည်သက်နေတစ်ခါတည်းတသားနဲ့ထိတွေ့တာပေါ့နော်အမြင်နဲ့လို့လို့ တွေ့နေရတာဆိုတော့လေအဲ့ဒီအချိန်တိုင်းကိုအမြင်နဲ့ပြန်မပွဲသွားကြတဲ့အချိန်တွေဆိုလို့ရှိရင်ပိတ်သက်တွေကအရင်တစ်ခင်းနဲ့အားပြီးတယ်ပေါ့နော်အနောက်ဘက်သူလူတွေစုပြုံပုံပြီးတော့တချို့ဆိုမိုးရွာလို့ရှိရင်လည်းအဲမိုးရွာတွေမှလည်းမပြောင်းထီးထီးဆောင်းပြီးကြည်ကြဆိုအရင်ပျော်စရာကြီးပေါ့နော်အော်အဲ့တော့ကိုအားပေးပါလားချစ်ပါလားဆိုတော့ကိုအမှုပညာတွေပို့ကြိုးစားရတာပို့ပြီးတော့ပြောတာပေါ့ရှင်ဟုတ် ဒါတော့လေဘယ်လိုပြောမလဲသမီးအမြင်ပေါ့တော့အမြင်ကတော့မြန်မာဖြစ်တဲ့အကြောင်းမြန်မာယူရရင်ချင်းကတော့ဘယ်တော့မှမပြောက်ခဲ့ပါဘူးเนาะဟိုခစ်အရာလဲတိုးတက်လာတယ်ပြောင်းလဲလာတယ်ရှိပေမဲ့လည်းကို့မြန်မာယူချင်းမှုကိုလည်းချစ်ခင်နဲ့တက်တဲ့သူတွေထိမ့်ထိမ့်ထားတဲ့သူတွေရှိကြတာပဲဆိုတော့မြန်မာယူရရင်ချင်းမှုကတော့ဘယ်တော့မှပြောက်ခဲ့သွားမှာမဟုတ်ပါဘူးအကောက်ကိုလည်းချစ်တဲ့သူတွေရောထိမ့်ထိမ့်ထားတဲ့သူတွေရောဒါကတော့ပြည်သက်တွေအားလုံးကဆိုးဝဲရှိနေမှာပါမြန်မာမာလာခိုင် ကရာရှိအစဒီမြန်ရန်တခုငင်းကားတဲ့သူတယောက်အနေနဲ့သူတို့ရဲ့မျိုးလုံးထဲမှာအငင်းကားတဲ့သူဆိုရင်မြန်မာမှုအနေနဲ့ပဲဟိုအဲ့တော့ ပရိသတ်လိုပဲပြောမှာပေါ့နော်ဒါအများအဲ့လိုပဲသုံးသပ်ကြတယ်မြင်ကြတယ်ဆိုတော့သူကမြေမဝုစုံလေးနဲ့ပဲသူကပုံပြီးတော့ချစ်မြတ်နိုးကြတယ်ပေါ့နော်နည်းနည်းကိုကအတူပြက်လေးတွေဝတ်တယ်ဆိုရင်မကြိုက်ချင်ကြဘူးအဲမြေမရိုးရွားကိုထိမ့်သိမ့်တဲ့သူတယောက်အနေနဲ့မြေမပုံစံလေးတွေလည်းမြင်ကျင်နေဆိုတော့ဒါကတော့ဒါဟိုရိုးရွားကိုချစ်တဲ့သူတွေအနေနဲ့တော့ရှိတာပေါ့နော်ဒါပေမဲ့အခုခေတ်နဲ့ခင်းလေးတုတ်တက်လာတာဆိုတော့တချို့ကြလည်းနားလည်ပြီးပါတယ်ဒါခေတ်အနေထားအရတော့ဝေးရမယ်သူ့ရဲ့နေရာပေါ်ဘူးဒီဒီသွားလာနေရမယ်ဆိုတော့ဒါအမျိုးမျိုးတော့နားလည်ပြီးကြပါတယ် ုတ်ကဲ့ခေရည်စည်းကြောင်းအရာတိုးတက်လာတာလဲကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဘူးပေါ့နော်ဒါကတော့နေရာတိုင်းမဟုတ်ဘူးဒီပြီးတော့ပေါ့နော်ဟိုအခုခေအနေနဲ့ဆိုလို့ရှိရင်အမှုပညာရှင်တွေအတွက်ဆိုလို့ရှိရင်တော့ TikTok တွေ Facebook တွေပေါ့နော် Telegram တွေအစအအရာပေါ့နော်အဲ့လိုမျိုး YouTube တွေပေါ်လာတာဆိုတော့အမှုပညာရှင်တွေအတွက်ကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ကို့အမှုပညာကိုအမြန်ဆုံးပရိသတ်ရှိကိုထိတွေ့နိုင်တဲ့ရောက်နိုင်တဲ့ပေါ့နော်ကို့အရင်တော့ဒါတွေမရှိဘူးဆိုတော့ကို့အမှုပညာကိုမြန်မာတိုင်းနိုင်ငံတော့အတိုင်းအတာနဲ့တည်အောင်မနေ့ကိုစူးစမ်းရုံးကန်ရတာဆိုတော့လေအမှုပညာရှင်တွေအတွက်တော့ဒါကောင်းပါတယ်ဟိုကြိုက်တာတော့ ဟိုအမျိုးမျိုးပေါ့နော်ဒီခေတ်ဘက်ကိုပြောင်းလဲတာကိုကြိုက်တဲ့သူလည်းရှိသလိုမျိုးပေါ့နော်မြန်မာဆန်ဆန်မြန်မာရိုးရိုင်းရင်းချင်းမှုကိုထိန်းသိမ်းတဲ့သူတွေလည်းမကြိုက်ဘူးဆိုတော့ရှိပါတယ်ဒါပြိတ္တကတော့အမျိုးမျိုးရှိပါတယ်ဟုတ်